တတိတိချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတပတ်ပြီးတစ်ပတ်လွဲနေတာတဲ့ဟိုမတဲ့နိုင်ဒီတစ်ပတ်လဲကျွန်တော်တို့နောက်ဆုံးကြည့်လိုက်တဲ့ဒီ6ထိပ်ဆိုရင်တော်တော်လေးကိုကောင်းတာနော်6ထိပ်ဥခါလည်းဖြစ်ရမယ်ကျွန်တော်ဒီ14ပြိတ်မထွက်တာတော်တော်နှစ်နာသွားတယ်ပေါ့ဗျာနော်မိတ်ဆွေတို့တဲ့လဲတဲ့ကြင်ပါလေခဏကံမလိုက်တာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးပေါ့ဗျာကဲအဲ့လွဲတာဒီကိုထားပြန်မပေါင်ချင်းကြိုးစားပြေးနေရမှာတော့ကျွန်တော်လည်းတောက်ပါမယ်အဲ့တော့အခုဒီ site လေးက2025အချိန်20အတွက်ပထမဆုံးတင်တဲ့ အစားလေးပေါ့ဗျာနော်ကျွန်တော်တို့ဒီ၅ဆွန်းနှစ်မှာ၅ပြိတ်နှစ်ခါကြာရမယ်ဆိုတော့မှုရှိရလေနော်အခု၅ပြိတ်ကတစ်ခါကြာပြီပြီဒုတိယ၅ပြိတ်ကိုကျွန်တော်တို့ဒီအချိန်၃၀မှာကြာဖို့အားကောင်းတယ်ပေါ့ဗျာနော်အဲ့ဒါလေးကျွန်တော်တစ်ချက်ချင်းပြပေးမယ်ဒီအကြတော့1985ကိုစကြည့်လိုက်အောင်1985ခုနှစ်ခုနဲ့မှာပထမဆုံး၅ပြိတ်ကဘယ်မှာကြာလို့ဆိုတော့ဒီမှာနော်၈ချိန်မှာလာကြာ396ဒီ၅ပြိတ်ကြာတဲ့အကြောင်းရင်းအားလေ82ခုနှစ်မှာ၃ပြိတ်ကိုစကြာလိုက်ရှင်၃ပြိတ်ကိုစကြာလိုက်ရှင်နော်ဘယ်မှာမကြာဘူး တုံးပရိတ်လို့စကြပြီဆိုတာနသူ့ရဲ့အောက်ကနေတနည်းနည်းနဲ့သုံးနည်းလေးနည်းမြောက်မှာဒီ85ခုနှစ်ရဲ့ပထမဆုံး၅ပရိတ်ကြတယ်။နောက်တစ်ခါဒုတိယ၅ပရိတ်ပဲအချိန်မှာလိုက်တော့ဒီပထမဆုံး၅ပရိတ်ကိုကျွန်တော်ဇီမော်ရောင်လေးနဲ့ကျွန်တော်ဝိုင်းပေးထားတယ်နော်။ဒုတိယ၅ပရိတ်ကြည့်အောင်ဒုတိယ၅ပရိတ်ဒုတိယ၅ပရိတ်ဒုတိယ၅ပရိတ်ကိုကျွန်တော်ဒီမှာပန်းရောင်လေးနဲ့ပြပေးထားတယ်နော်။ဒီဒုတိယ၅ပရိတ်ကြရအောင်မယ်ဆိုရင်နဲ့သူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်သုံးပင်ဆင်းလာရင်ဒီမှာ၈တလုံးအမြဲရှိတယ်။ ပြည့်ရပုံမှာဒီမှာကတော့ကိုရှိနော်တတိုင်ပင်ကတစ်လှည့်ထွားတာနော်ဒီမှာ၈တလုံးရှိတယ်အပေါ်မှာကုတလုံးရှိတယ်ဟုတ်ဒီ၈တ6ရဲ့တပင်ကျော်ကဒီ၄ခွန်6ဆိုတဲ့ကီးဟာဒီဒုတိယနာပိတ်မှာဒီ၄ခွန်6ကီးပါရမယ်အများဆုံးပါလာတော့ဒီနောက်ပိတ်ပဲနော်ဒီဒုတိယနာပိတ်မှာဟာဒီ6ပါတော့နာပိတ်ဖြစ်ရမယ်နော်အဲ့ဒါဒီ85ခုနှစ်ရဲ့နာပိတ်နှစ်ခုကြားတဲ့ကိစ္စပြီးသွားပြီနော်ပထမဆုံးနာပိတ်ကဒီကောင်ဘာဖြစ်လို့ထွက်တော့ဒီဘက်မှာပထမဆုံး၃ပိတ်ဖြစ်တဲ့အတွက်၃နဲ့၅နဲ့လာတန်းတယ်နော်ဒုတိယနာပိတ်ကကြားတော့ဒီမှာ ော်ဒီ22ကြိမ်ကလာထွက်တယ်သူ့ရဲ့ဘေးကနေတပင်တပင်သုံးမစင်းလာရင်ဒီမှာ၈တလုံးရှိတယ်အပေါ်မှာ၉တလုံးရှိတယ်ဒီ15ပရိရဲ့ဒီပန်းရောင်15ပရိရဲ့တစ်နှစ်ကျော်ဒီနောက်ပိတ်လျှောက်ကဒီမှာ6လို့ပါပြီးမှဒုတိယ5ပရိဖြစ်ဒီမှာလာပြီးတော့ထွက်ပြီးရမယ်နော်နောက်85ပြီးတော့75ခုနဲ့75ခုနဲ့မှာတဲ့ဒီမှာပထမဆုံးထွက်တော်5ပရိအဲ့ဒီပထမဆုံးထွက်တော်၅ပရိကကြတော့သွားတော့၃ပရိနဲ့မှတ်တော့သူကကြတော့ဒီပြပုတ်ကနန်းအနေနဲ့ပြန်ကြရမယ်စစ်တပ်တစ်ခုနဲ့ ချစ်သက်တခုနှစ်တည်းရထွက်ထားတဲ့ငါးပရိတ်တခုဟာချစ်သက်၅ခုနှစ်မှာပြောင်းဖို့ကဏ္ဍအနေနဲ့ပထမဆုံးငါးပရိတ်အနေနဲ့ထွက်ရမယ်နော်ပြောင်းဘယ်လိုထွက်တော့ဆိုတော့ဒီချစ်သက်တခုနှစ်မှာပြောင်းဖို့ကဏ္ဍငါးပရိတ်ကဒေသုံးချင်းမရဘူးခုနှစ်လေးနော်ဒီခုနှစ်လေးကိုယူရတဲ့အကြောင်းရင်းရွေးရတဲ့အကြောင်းရင်းဒီခုနှစ်လေးယူရတဲ့တက်တည်ပြချက်ကဘာလုံးဆိုတော့ဒါလေးပဲဗျသုံးထိတ်နဲ့ရှစ်ပိတ်နဲ့ကြားထားတယ်သုံးထိတ်ရှစ်ပိတ်ကြားပြီးတော့မှဒီမှာငါးတလုံးတစ်နှစ်တုန်းမှာရှစ်တလုံးအဲ့လို၅နဲ့ရှစ်နဲ့ပြန်ခွာပြီးတာလေနော် မြတ်38000ထူထားတယ်သူ့ရဲ့ဘေးမှာ9တလုံးမှ8တလုံးအဲ့လို9နဲ့8နဲ့ပြန်ဖောက်ပြီအကြတော့ဒီ38ရက်တောင်းမှာ9နှစ်လေးဆိုတော့35ပြိတ္တိ35ခုနှစ်ရဲ့ပထမဆုံးပြိတ္တိလီမော်ယောင်လီမော်ယောင်ပထမဆုံးပြိတ္တိကြဒီ35ပြိတ္တိကြတော့မဆိုရင်သူ့ရဲ့ဘေးမှာ35ပြိတ္တိဘေးမှာဒီ8နဲ့3နဲ့တန်းပြထားတယ်နော်8ရက်3နဲ့တန်းပြထားတယ်မ8တလုံး3နဲ့တလုံးပေါ့ဗျာနော်ဒီမှာ8ပါမယ်အပေါ်မှာ8အောက်မှာပေါ့ဗျာသူ့ရဲ့ဘေးမှာ35ပြိတ္တိ ဒုတိယငါးပရိကဒီမှာပဲဆက်ပြီးထွက်တယ်ဗျာနော်အဲကြတော့ဒုတိယငါးပရိကဘယ်လိုလုံးဆိုတော့ဒုတိယငါးပရိပန်းရောက်ထွက်တော့မယ်ဆိုရင်သူ့ရဲ့ဘေးမှာသူပြင်းနေပြင်းသုံးမယ်ဆိုရင်၈တလုံးနော်ဆောင်းနာဒီမှာ၉တလုံးရှိရနော်ခုဒီမှာကျတော့၈တလုံးအပေါ်မှာအပူအဲ့ဒီအပူကအပေါ်ကနန်းရဲ့နက်ခတ်ပြရမယ်ဒီမှာ၃၈ဆိုတော့ဒီ၃ရဲ့နက်ခတ်၅လာပူတယ်ပူပြီးတော့မှ၈ရှိတယ်နော်အဲ့၈ကသူပြင်းနေပြင်းသုံးမယ်ရဲ့ဘေးမှာဒုတိယငါးပရိထွက်တယ်အဲ့ဒီအချိန်မှာတဲ့ဒီ၃၈ရဲ့တစ်နှစ်ကျော်အပိတ်ဒီနောက်ပိတ်၈ကဒီနေရာမှာပါရမယ် ဒုတိယ၅ပရိတ်လို့ကြားတာ ਨੇ အဲ့ဒီ၈ပါဆိုတော့ဒုတိယ၅ပရိတ်ဖြစ်ရမယ်နော်ဒါ၈သန်း၅နဲ့၈သန်း၅ခုနဲ့မှာထွက်တဲ့၅ပရိတ်နဲ့ပြီးရောနော်ဒါလင်မောရဲ့တန်းရဲ့အဲ့တော့ပြီးတော့၉၅ကိုသွားကြည့်ရအောင်၉၅ခုနဲ့မှာလည်းအဲ့လိုပဲပထမဆုံး၅ပရိတ်ကြည့်ရအောင်ကိုယ်က၅ခုနဲ့မှာပထမဆုံး၅ပရိတ်ဒီမှာ1 2 2ဒီဘာလို့ဘာလို့ထွက်တုံးဆိုတော့ဆောနာလိုပဲဒီ၃ပရိတ်ကြောင့်လीเนาะ၉၂ခုနဲ့မှာ၃ပရိတ် နော်ကုသနှခုနဲ့မှာဒီမှာ၃ပရိတ်တို့အဲ့လို၃ပရိတ်တို့စားတယ်လို့သူ့ရဲ့အောက်ကနေတနေ့နှစ်နှစ်သုံးနှစ်၄နှစ်မြောက်မှာပထမဆုံးလေမော်ရောင်၅ပရိတ်စားတယ်အဲ့လိုဆက်ပြီးရင်ဒုတိယ၅ပရိတ်ကဘယ်ချိန်မှာလိုက်တုံးဆိုတော့ဒုတိယ၅ပရိတ်ကဒီပန်းအောင်ပေါ့ဗျာနော်မတုံညာချက်ဘူးအဲ့ဒီ၅ပရိတ်ကလေသူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်သုံးပင်ဆင်းလိုက်ရှစ်တလုံးမြန်ရှိတယ်နော်ရှစ်တလုံးမျက်ရှိရသူရဲ့ပုံမှာဟောပထမတိုင်ပြပြဖြစ်သွားပြီရှစ်တလုံးပုံမှာ9တလုံးဟုတ်တယ်နော်ပြီးရင်ဒီပန်းရောင်9ပြိတ်ကတဲ့တစ်နှစ်ကျော်လိုက်အဲ့ဒီနောက်ပြိတ်ကအမြဲပါတဲ့ ဒုတိယ၅ပြိတ်ပေါ့ဗျာเนาะဒုတိယ၅ပြိတ်ထွက်မယ်ဆိုဟာဒီတုံညာဒီကိုပြန်ပါမယ်ဟုတ်ပြီเนาะဆောနာ၈ရာအတိုင်းပဲတုံညာအခု၈တုံးရလဲဒုတိယ၅ပြိတ်ဒီ၈ကဒီကိုပြန်ပါတယ်เนาะပထမဒီမှာဒီမှာ၈တိ၆တုံးရလဲဒီ၆ကဒီကိုပြန်ပါတယ်ဟုတ်ပြီเนาะဒါ95ခုနဲ့ပြီးပါတယ်เนาะ95ခုနဲ့ဒါပထမဒီမောင်ရောင်၅ပြိတ်ဒါဒုတိယပန်းရောင်၅ပြိတ်အဲ့ဒါပြီးရင်2005ဆိုတော့2005မှာကြာတော့ပထမဆုံးထွက်တော့ ငါပြိဒီကောင်မဲအဲ့ကောင်ကအစောနာလိုပဲဒီတစ်ခုနှစ်ရဲ့တစ်ခုနှစ်တည်းမှာထွက်တဲ့ငါပြိက2005ခုနှစ်မှာပထမဆုံးထွက်သောငါပြိပြန်ပို့ရမယ်နော်ဟုတ်ပြီတစ်ခုနှစ်မှာဒီမှာဒီငါသုံးခုပို့သွားတယ်ဘာလို့ပို့သွားလဲဆိုတော့ဟိုဘက်ကပုံကန်တိုင်းမှာ38 3ထိတ်ရှစ်ပိတ်လို့ထိုးထားတယ်ပြီးရင်ဒီမှာငါနော်တနည်းကြုံရှင်း58လို့ခွာတာနော်38 58လို့ခွာတယ်ပြီးတော့မှအဲ့ဒီ93ခုလို့တဲ့ကောင်က2005ခုနှစ်မှာ2005ခုနှစ်ရဲ့ပထမဆုံး ငါပရိအနေဖြစ်လာကြတယ်။သူထွက်တော့မယ်ဆိုတဲ့သူ့ရဲ့ဘေးမှာတွေ့လာမှာရှေ့အပေါ်မှာရှေ့အောက်မှာတုံညာရှင်းတဲ့တုံညာနဲ့ထောက်ပြီးတော့မှအဲ့ဒီခွန်ငါးတုံးဟာအထောက်တခုနေ့ရဲ့ဒီပြန်ဖို့ကဏ္ဍကိုပထမဆုံးငါပရိအနေနဲ့ဒီမှာထွက်တာဟုတ်ပြီနော်။ဟိုမှာတော့ကိုးနှစ်လေးကိုဒီကိုးနှစ်လေးကိုပထမဆုံးစစ်တန်ငါးခုနေ့ရဲ့ပြန်ဖို့ကဏ္ဍအနေနဲ့ထွက်တာနော်။ဒီကိုးနှစ်လေးရဲ့တောင်းမှာ38တုံးထိပ်ရှိပိတ်ဒီမှာငါးတလုံးဒီမှာရှစ်တလုံးနော်။အဲ့လိုကဒီ2000တခုနေ့ရဲ့ဒီငါးတုံးခွန်နော်။ဒီမှာတုံးထိပ်ရှိပိတ် ၅တလုံး၈တလုံးသူ့ရဲ့ဆောင်က၅ဆုံးခွန်ဟာ၂၀၀၅ခုနှစ်မှာပထမဆုံး၅ပရိအနေနဲ့လာပြီးတော့ကြာတာနော်ဒီမှာ၈တုံညာနော်၈တုံညာဆိုတာရှိတယ်နော်ဒီနှစ်ကိုလေးတုံးကလည်း၈ရက်တုံညာနဲ့၆ထားတယ်ဟုတ်ပြီတဟုတ်ပြီဒုတိယ၅ပရိပဲတင်လာမလို့ပေါ့ဗျာဒုတိယ၅ပရိကဟောဒီမှာဒုတိယ၅ပရိနော်တော့နောက်လည်းပဲသူ့ရဲ့ဘေးကနေတစ်ပဲနှစ်ပဲသုံးပဲဆင်းဒီမှာ၈တလုံးရှိတယ်တွေ့လားသူ့ရဲ့အပေါ်မှာတွေ့လား၃ပူခွာရှိတယ် အဲ့ဒီတော့မှဘာလို့ပူလို့သူရဲ့ဒီ၅ခုခုံဆိုတော့ဒီ၅ရဲ့နှစ်ခတ်သုံးလာပူတာပြီးတော့မှ၈တလုံးပြီးရင်တပင်တပင်သုံးမယ်ညမှာ၉၃၃ဆိုတဲ့ဒုတိယ၅ပရိပန်းရောင်၅ပရိနော်ပြီးရင်တစ်နှစ်ကျော်လိုက်အဲ့ဒီနောက်ပိတ်သုံးဟာအဲ့ဒီဒုတိယ၅ပရိကလည်းမှပါဟုတ်ပါမယ်သုံးတလုံးပါတော့၅ပရိပန်းရောင်၅ပရိဖြစ်ရမယ်နော်အဲ့ဒါဒီ၂၀၅ခုနှစ်ရဲ့ပထမ၅ပရိဒုတိယ၅ပရိဒါပြီးရောဟုတ်နော်ပြီးရင်၂၀၅ကိုသွားကြည့်အောင်၂၀၅မှာကြတော့ဒီမှာဒီကောင်ကပထမဆုံး၅ပရိပြ အစောကြီးနှစ်ကြိမ်မှလာထွက်တယ်ဘာလို့ထွက်တော့တော့ဒီ၂000ကနေမှသူကပထမဆုံးသုံးပရိကတစ်ကြိမ်မှထွက်လို့လေအဲ့တော့သူ့ရဲ့အောက်ကနေတစ်ခုနှစ်ခုသုံးခု၄နှစ်မြောက်နော်၁နှစ်သုံး၄နှစ်မြောက်မှာငါးသုံးခုဆိုတာငါးပရိ2005ရဲ့ပထမဆုံးငါးပရိအနေနဲ့ဒီဒီမော်ယောင်ကနန်းပေါ့ဗျာနော်ဒီမော်ယောင်ဆက်ငါးပရိထွက်ဒုတိယငါးပရိဟောဒုတိယငါးပရိကဒီမှာ၈နှစ်ငါးပဲနော်အဲ့ဒီ၈နှစ်ငါးရဲ့ဘေးကနေ တစ်ခုနှစ်ခုသုံးခုเนาะသုံးမယ်စဉ်းစားကြည့်မယ်ရှစ်တလုံးပြည်လာအပေါ်မှာကိုးတလုံးเนาะကိုးရှစ်ကိုးရှစ်ဒီမှာလည်းကိုးရှစ်သုံးခုညီပါပြီเนาะဒီရှစ်နဲ့ငါဒုတိယငါပဲပိုင်းအောင်เนาะအဲ့ကောင်တစ်နှစ်ကျော်ဒီနောက်ပိုင်းနှစ်ကပြည်လာဒီမပါတာပဲအဲ့ဒီနှစ်ပါတော့ဒုတိယပိုင်းအောင်ငါပဲဖြစ်ရမယ်အဲ့တော့2015ခုနှစ်မှာဒါပထမငါပဲနော်ဒီမှာဒုတိယငါပဲပြီးပါပြီเนาะအခုဒါ6ခုမြောက်2025ခုเนาะဖြစ်စဉ်6ခုပါဗျာ2025မှာ ပထမဆုံးဆန္ဒပြတိကြည့်အောင်အဲတော့အိတ်တူဖိုက်လို့ဆိုတာအိတ်ဖိုက်တူနော်ငါတို့ပြန်ပို့ကဏ္ဍဖြစ်ရမယ်နော်ပြန်ပို့ကဏ္ဍဘယ်ရဖြစ်ရမယ်ဘယ်ရကဏ္ဍလို့ဟာတိဆုံးနဲ့နှစ်ထက်တိဆုံးနဲ့နှစ်ထက်ဒီချစ်ချောက်တိမရဘူးနော်ချစ်ချောက်တိမရဘူးနောက်တစ်ခုကြည့်မယ်ချစ်ချောက်တိမရဘူးသူဟိုပါဘောသူချစ်ရဖြစ်တဲ့အတိုင်းဖြစ်လို့ဒီမှာလာဖြစ်ပြီနော်ဒီကဏ္ဍအစိမ်းအောင်နှစ်ငါးရှစ်တွေ့လားဒီမှာသုံးထိပ်ရှစ်ပိတ်လေသုံးထိပ်ရှစ်ပိတ်အဲ့မှာငါအဲ့ငါ့ကိုတစ်ခုတစ်နှစ်ကျော်လာရှစ်နော် 58လို့ခေါ်တာ38လို့ထူ158အဲ့ဒီ158ကဟဲ့9ဆုံးတဲ့နှစ်မှာနော်9ဆုံးတဲ့နှစ်မှာပထမလုံးထွက်တော့55ပြည့်ဖြစ်ရကျွန်တော်တို့ဒီမှာထိုးခဲ့တာလေဗျာနော်ဒီညမှာထိုးခဲ့တာမထွက်ဘူးဒီညမှာထွက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ7တုံကြီးသတိမထားမိလိုက်ဘူးမရှိဒီမှာ3ညအဲ့ဒီ7တုံကြီးဆောင်းမှာပဲထွက်တယ်နော်ဆောင်းတဲ့ဒီ1ဆုံးတဲ့နှစ်ကဒီ66တိကမထွက်နိုင်ဘူးဆိုတာ38မထိုးဒီမှာ9တလို့ရှိအဲ့လိုလည်းမဖြစ်ဘူးနော်အကြောတော့ဒီမှာ7တုံကြီးဆိုပြီးတော့ ထောင်ပြီးတော့မှဒီမှာထောက်မှာရှင်းငါနဲ့ဆိုတဲ့ကောင်လာထွက်တာကျွန်တော်တို့ကဖမ်းလာဒီဆယ်ချိန်မှာဖမ်းလာအဲ့တုန်းက၃ငါးနဲ့ဆိုပြီးနော်ဘာလို့လဲကျွန်တော်ဒီ၅ပလိတ်ဒီ၅ပလိတ်နော်ပြီးတော့ဒီပါပါနှစုံဖြစ်စင်နေပေါ့ဗျာအဲ့တုန်းကကျွန်တော်လွဲခဲ့တယ်ပေါ့ဗျာနော်သူလာပြီးသွားတာဒီရှစ်ပါတယ်၃ညပါတယ်အဲ့ဒါဒီပဲဒါကြောင့်လည်းဒီဟိုထောက်ချက်တွေယူရတာတခါကျတော့လေကွာကြတယ်နော်သူကဒီရှစ်နဲ့၃ညနဲ့ပါတဲ့အတွက်သူ့ရဲ့ဆောင်းမှာသူထွက်လိုက်တာထားလိုက်တော့ကဲဒုတိယ၅ပလိတ်ကိုကြည့်ရအောင်ဒုတိယ၅ပလိတ်ကိုကျွန်တော်ကဒီနေရာမှာမှန်ထားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘေးမှာ ူရဘေးကနေတပင်နှစ်ပင်သုံးပင်ဆင်းလိုက်တယ်မြရှိတလို့နော်သူရပေါ်မှာနှစ်ပူးရဲ့အဲ့ဒီနှစ်ပူးကသူရအပေါ်ကဒီ၄ရက်နှစ်ကနှစ်ပူးတာလေအောက်မှာရှိတလို့အဲ့လိုဆိုဒီမှာတပင်နှစ်ပင်သုံးပင်ပြီးမှာနော်ဒီနေရာမှာဒုတိယ၅ပလိကိုမှတ်လာတယ်အဲ့လိုဆိုသူရခြေရဖြစ်စဉ်အတိုင်းခြေရ၅ခု၊ခြေ၅ခုဖြစ်စဉ်အတိုင်းဆိုသူရတစ်နှစ်ကျော်ကအဲ့ဒီတစ်ကပျောက်နေတော့တစ်နှစ်လုံးပျောက်နေတဲ့တစ်ကဒီနေရာမှာများပေါ်မလားလို့နော်အဲ့မှာကျွန်တော်410ဆိုပြီးတော့ဒီကွက်တည်းကျွန်တော်ထုတ်ထားတယ်နော်410ဒီတစ်ရဲ့ ဒီပြစ်ပါတော့ငါးပြိပေါ့နော်ဒီတုံညပါရတဲ့အကြောင်းကိုကျွန်တော်ပြောပြအောင်ပါခဏလေးဒီခုနက၅ခုနဲ့မှာပထမဆုံးထွက်တော့ငါးပြိကတုံညခု6အဲ့ဒီနောက်ပိတ်6ခုတဲ့နှစ်ဖြစ်အောင်ဆိုရင်ပါလို့6ပဲလိုတာပေါ့နော်အဲ့ဒီ6ကဒီမှာဘယ်နေရာကိုသွားလဲဒုတိယငါးပြိရောက်တော့အပိတ်ကိုပဲသွားတယ်အဲ့ဒီအချိန်မှာသူရတနှစ်ကျော်ကဒီနောက်ပိတ်6ကလည်းပါရမယ်ဆို6နှလုံးကထန့်ပြီနော်ဒီပထမဆုံး၅ပြိရဲ့နောက်ပိတ်ကိုနှစ်ဖြစ်အောင်လိုတဲ့ကဏ္ဍထည့်လိုက်ဒီမှာ6ဆိုတော့နှစ်ဖြစ်အောင် 6ပဲလို့တာပေါ့နော်အဲ့ဒီ6ဟာဒုတိယ5ပြိမာအပိတ်ပဲဟုတ်ပြီခြေတ5ခုနှစ်ခုသွားကြည့်လိုက်ခြေတ5ခုနှစ်မှာပထမဆုံးထွက်သော5ပြိက2 6 4အဲ့ကျတော့ဒီနောက်ပိတ်လေးကို2ဖြစ်အောင်ဆိုရင်ပါလို့ရှစ်လို့အဲ့ဒီခြေကလည်းအပိတ်ပဲနော်ပြီးတော့ဒီပန်းရောင်ရဲ့တစ်နှစ်ကျော်အပိတ်ကလည်းဒီရှစ်ပဲဖြစ်နေရှစ်နှလုံးလာထပ်အဲ့ကျတော့ဒီမှာ4နဲ့8နဲ့အပိတ်နှစ်ခုနော်ဒီ6နဲ့ဒီ6နဲ့ဆိုအပိတ်ကိုသွားတာနော်အပိတ်နှစ်ခုပြီးသွားပြီဟုတ်ပြီ95ကိုသွားကြည့်လိုက်အောင်95ခု အထမဆုံးထွက်သွားငါးပရိကဒီမှာတင်းနေနေတဲ့အဲကြတော့တင်းနေနေတော့ဒီနောက်ပိတ်နှစ်ကိုတုံညဖြစ်အောင်ဆိုရင်တုံညလိုပဲပေါ့နော်ဒီနောက်ပိတ်နှစ်ထဲကိုနှစ်ဖြစ်အောင်ပါပေါင်းတုံညပဲပေါင်းအောင်နောက်တစ်ခါထွက်မဲ့ငါးပရိကပြစ်လာအဲတုံညကထိတ်ကိုရောက်သွားတယ်နော်တုံညကထိတ်ကိုရောက်သွားတယ်အဲ့ဒီအချိန်မှာလည်းဒီပန်းရောင်လိုင်းရဲ့တနည်းတော့ဒီနောက်ပိတ်ကလည်းပြန်ပါရမယ်အဲ့ကောင်လည်းတုံညပဲပြီးထားတယ်နော်ဒီအပိတ်နဲ့ဒီထိတ်နဲ့ဟာနှစ်ပဲပြန်ဖြစ်တယ်နော်ဒီ2005ကိုကြည့်အောင်2005မှာပထမဆုံးထွက်သွားငါးပရိကဖွန်ငါးတုံးနော် ဖွန်ကားတုံးသူတော့ဒီနောက်ပိတ်တုံးကိုနှစ်ဖြစ်အောင်သူပါလို့ကိုးလို့တယ်ဒုတိယထွက်မဲ့ငါးပြိမ့်မှာပြောလားအဲ့ကူကချစ်ကိုပဲသွားတာထိတ်ကိုပဲသွားတာနော်ဟိုဘက်မှာအပိတ်အပိတ်ဒီမဲအပိတ်နဲ့ထိတ်နဲ့နှစ်အဲ့မကြည့်လားဒီအပိတ်နဲ့အဲ့ဒီထိတ်နဲ့နှစ်ပဲနော်အဲ့ဒီချိန်မှာဒီကောင်ကကိုးဒီကောင်ကသုံးကိုးသုံးတွဲနဲ့ငါးပြိမ့်ဟုတ်ပြီနော်ကဲဟုတ်2005ကိုသွားကြည့်လို့သူ2005ကျတော့ဗျာနေပြန်လို့မြက်အပိတ်ကခွန်နေဗျာနော်ခွန်ဆိုတော့အဲ့ခွန်ကိုနှစ်ဖြစ်အောင်ပါလို့ငါးလို့လေဒုတိယထွက်တော့ငါးပြိတ် ဒုတိယထွက်တော့ငါပြိမ်အဲ့ဒီငါပယ်နာသွားကြတာတွေ့လားအပိတ်ကိုပြန်မသားဘူးနော်အဲ့ဒီအပိတ်ကိုနှစ်ဖြစ်အောင်ငါလိုတယ်အဲ့ဒီငါဟာဒုတိယငါပြိထွက်တာအဲ့ဒီငါအပိုင်ပါမယ်အဲ့ဒီချိန်မှာသူရတပင်ကျော်ကနှစ်အပိတ်နဲ့အောက်ကနှစ်ဖြစ်ချင်းပို့လိုက်တဲ့ငါနဲ့နှစ်ချင်းငါဆိုပြောတယ်ဒီမှာကြာဟုတ်ပြီအဲ့ကျတော့ဒီမှာ25မှာပထမဆုံးငါပြိကပါကနန်းလို့ချိန်ငါနှစ်နော်ချိန်ငါနှစ်ဆိုတော့ဒီနောက်ပိတ်နှစ်ကိုနှစ်ဖြစ်အောင်တော့တုံညလိုပြီလေနော်အဲ့ဒီတုံညအပိတ်ပဲဖြစ်ရမယ် အဲ့ကြမ်းကျွန်တော်တုံညာကိုအပိတ်ထားလိုက်တယ်ပြီးရဒီဘက်မှာရှိတဲ့တစ်မတစ်တလုံးရှိနေပြီဗျာဒီကအနှစ်ဖြစ်ချင်းကတုံညာရှိနေတစ်နဲ့တုံညာနဲ့ရှိနေပြီဗျာငါးပြိတ်ဆိုတော့၄၃၀ပဲလို့ဗျာဟုတ်တယ်နော်ဘာလို့လဲဒီတစ်ကတစ်ခါပဲဗျာနှစ်ကနှစ်ခါပဲနော်ဒီ၃က၃ခါပဲသက်စီနေရာလေးနဲ့သွားတာနော်ဒီမှာ၃ပိတ်၃ပါတော့၅ပြိတ်ဒုတိယ၅ပြိတ်ပြလားနှစ်ပါတော့ဒုတိယ၅ပြိတ်မဲတစ်ပါတော့ ဒုတိယနားပဲ။တွားတဲ့ဆိုင်ကျစီးဆက်တယ်နော်တပင်းတပင်းသုံးပဲ။အဲ့ဒီသုံးပဲကနေဒီဘက်ကိုတက်ကြည့်လိုက်။တွေ့လားရှင်းနေလား။တပင်းတပင်းသုံးပဲတက်လိုက်။တွေ့လားဒီလိုလာတာ။ဟိုအစားတော့မဖြစ်ခဲ့တော့ကောင်က။တွေ့လား၆ပဲ၆တလုံးပါဒုတိယနားပဲ။ရှစ်ပဲရှစ်တလုံးပါဒုတိယနားပဲနော်။ဒီမှာသုံးညသုံးညတလုံးပါဒုတိယနားပဲ။အဲ့တော့၆၈၀ပါတော့ဒုတိယနားပဲ။ဒီဘက်မှာကျတော့၃၂၁ပါတော့ဒုတိယနားပဲ။ အဲ့ဒီအတွက်ဒီ၄၁၀ဆိုတဲ့ကဏ္ဍလေးဟာဒါကန်ဆန်းသိနေလို့ကျွန်တော်ယူဆလို့ဒါအစောစီးတငယ်ချင်းတို့ပြပေးလိုက်ရချင်းဖြစ်တာအရန်ထိုးချင်ရင်တော့၁၄၀ပေါ့ဗျာနော်တုံညာကတော့နောက်မှာပဲထားလိုက်ပြီးခဲ့တဲ့ဘက်ကတုံညာတုံညာ၅လို့ပါလို့ထည့်ထိုးလို့ရတယ်ဗျာနော်တုံညာပါဆိုဒုတိယ၅ပြည့်ဖြစ်ရမယ်နော်ကဲမိတ်ဆွေတငယ်ချင်းများအားလုံးကံကောင်းကြပါစေဗျာ